ဆရာခမောင်ပြည့်ညက်ပရမတ်ဆိုပြီးတော့ရှိကြရမှာပြည့်ညက်မြင်နေပရမတ်မမြင်ပရမတ်မြင်နေပြည့်ညက်မမြင်ဟုဆိုပါသည်ရုံဏပရမတ်ကိုမြင်ချိန်မှာပြည့်ညက်ဆင်သွားပြီလို့ဆိုပါကမှန်ပါမည်လားနာမရူပပရိစေတာညံကဝိပဿနာညံမှာမပါဝင်သေးတာကြောင့်ဘယ်လိုမျိုးနားလည်ရပါမလဲဆရာဆိုပြီးတော့မေးမြန်းထားရပါဖြစ်ပါယရှင်အတူဆုံးအရင်ဆုံးအရှင်းဆုံးပြောရင်တော့လေဖြစ်ပြမြင်မှာပြည့်ညက်ဆင်တယ်လို့ပြောခြင်း ။ဘာကြောင့်လဲဆိုတော့ပြဉ္ညာမှာဖြစ်ချင်းပြချင်းသဘောလက္ခဏာမရှိဘူး။ဒါကြောင့်ပြဉ္ညာရဲ့သဘောဝင်ဆွတ်နေတဲ့ယောဂီဟာဖြစ်ပြက်ကိုမမြင်ဘူး။နော်။ဒါကြောင့်ဖြစ်ပြက်ကိုမြင်မှပြဉ္ညာဆင်တယ်လို့ပြောချင်တယ်။အဲနည်းနည်းတော့ရှင်းရမှာပေါ့လေ။ဆိုလိုချင်တာကဒီလိုဘာဝနာကိစ္စတခုပြုတ်တဲ့အခါမှာပထမဦးဆုံးတတိတွေအားကောင်းအောင်လုပ်ရတယ်။တတိတူထောင်ရတယ်။တတိအားကောင်းလာရင်သူကတမာတိလည်းအားကောင်းလာတယ်။တမာတိအားကောင်းတော့တမာဟိတော်ယထာဘုဒံပဇာနာတိပေါ့ အမှန်ကိုမြင်လာတယ်အမှန်ဆိုတာလောကမှာရှိတာယုံနဲ့တရားပဲရှိအဲ့တော့ယုံနဲ့တရားရဲ့အမှန်ကိုမြင်လာမြင်တဲ့ကမှာတမာတိကထပ်ပြီးအားကောင်းလာတယ်ပညာကဒီထက်မှမဝင်ရောက်သေးဘူးပေါ့နော်သီလရဲ့တမာတိရဲ့ခုနသတိရဲ့ပေါ့နော်ရှိနေတဲ့ကမှာယုံနဲ့တရားမငြိမ်မသက်မှုကိုမြင်လာတယ်တမာတိတမာတိကသူကအမတန်ငြိမ်သက်တဲ့တဘောပေါ့နော်အဲ့တော့သူကမငြိမ်သူရဲ့စူးစိုက်မှုအားရှိခြင်းရှိတဲ့ကမှာအာယုံတရားရဲ့မငြိမ်မသက်မှုတွေယုံနဲ့တမာတိကပြည့်ပြတ်နေတော့မငြိမ်မသက်မှုတွေမြင်ရှိတယ်အဲ့ဒါကိုမြင်လာတယ် တနည်းပြောရင်အဟောင်းပြက်ပြီးအသစ်ဆက်တာတွေကိုသူမြင်လာတယ်။အဲ့ဒါကိုမြင်တဲ့အခါမှာဖြစ်ပျက်ကိုမမြင်သေးဘူး။အဲ့ဒီချိန်မှာပြင်းရမစင်သေးဘူး။ဒါကိုလေဒီဆရာတော်ဘုရားကြီးကဘယ်လိုအမေ့ရှိဘူးလဲလို့ဆိုတော့အပြက်ကိုကြောင်ကြောင်မြင်ပါလေတဲ့။အဖြစ်ဆိုတဲ့တန်တတိရဲ့မပြတ်နှိမ့်ဆက်မှုကြောင့်အပြက်တရုပ်ကိုမမြင်နိုင်ပဲဖြစ်ကရှေ့ဖြစ်မှုကိုနောက်ဖြစ်မှုနဲ့တခုတည်းလို့ထင်နေတယ်။ယုံနဲ့ဓမ္မလေးကတော့ဖြစ်ချင်းပြက်ချင်းနဲ့သွားနေတယ်။သူကလည်းအဲ့ယုံနဲ့ကိုကြည့်ကြပဲခုနကဓမ္မလေးနဲ့။ကြည့်နေပေမဲ့လည်းပဲဘေးလူကကြည့်ရင်တော့ မြင်မထင်တာပေါ့သူတော့မမြင်သေးဘူးကိုနိုင်လည်းမသိသေးဘူးဒါကြောင့်အပြက်ကိုကြောင်ကြောင်မြင်ပါလဲဆိုမြင်ပေမဲ့လည်းပဲမမြင်ဘူးလို့ပြောတာဟိုလောကအနေနဲ့ပြောရင်တော့ဟိုကြောင်တောင်ကန်းလို့ပါလေဒီလိုပေါ့နော်မမြင်ဘူးပေါ့ကြည်သာကြည်နေတယ်သူမမြင်ဘူးဒါကြောင့်အပြက်ကိုကြောင်ကြောင်မြင်ပါလေအဖြစ်ဆိုတဲ့တန်တတိရဲ့မပြတ်နှိမ့်ဆက်မှုကြောင့်အဖြစ်တရားများနေတာပေါ့နော်မပြတ်နှိမ့်ဆက်မှုကြောင့်အပြည့်တရုပ်ကိုမမြင်နိုင်မဲ့ဖြစ်ကရှေ့ဖြစ်မှုကိုနောက်ဖြစ်မှုနဲ့တခုတည်းလို့ထင်နေအမှန်တော့နှစ်ခုဖြစ်သွားတာကိုတခုတည်းလို့ထင်နေ ဒီတော့အဟောင်းပြက်ပြီးအသစ်ဆက်ရမှာတဲ့အဟောင်းပြက်မှုကမထင်ရှားဘူးအသစ်ဆက်မှုကသာထင်ရှားတယ်ဒီတော့အခြေအနေပြက်မှုတို့ရဲ့အဆုံးဆုံးနဲ့အမူအရာသစ်တို့ရဲ့အစအစပြိစေတာအပိုင်းချောက်ကိုမြင်အောင်ကြည့်လို့ပြောတာစကားအရမ်းနဲ့တယ်လေကြီးကြတော့ဗျာကြီးအဲ့ဒီပြိစေတာအပြက်ချောက်ကိုမြင်အောင်ကြည့်ရဒါမဲ့တမာကြီးရဲ့သဘောနဲ့ကြည့်လို့မရသေးဘူးတကယ်တမ်းကပြက်ပြက်ကိုမြင်တာပညာနဲ့မှမြင်ပါဦးရှင်းရှင်းလင်းလင်းအဲ့တော့တေချာမကြည့်နိုင်တဲ့အခါကျတော့ဘာလဲဆိုမငြိမ်မသက်မှုတွေကိုပဲ တွေ့နေရတယ်ပေါ့နော်အဲ့တော့မငြိမ်မသက်မှုတွေ့နေတဲ့ရုပ်နဲ့နေတဲ့မငြိမ်မသက်ကူကိုပဲဒါကိုဘာဖြစ်လဲလှုပ်နေတယ်လို့ထင်တွေ့နေရတယ်ထင်နေရတယ်ပေါ့ဟိုတဘာဝအမှန်ကိုမသိတဲ့အခါမှာမမြင်တဲ့အခါမှာမမြင်ရင်အထင်ပေါ်တယ်ဆိုတဲ့သဘောပေါ့ဗျာဒါလောကဓမ္မတာပေါ့မမြင်ရင်အထင်ပေါ်တယ်ဘလို့ထင်နေလဲဆိုတော့သူ့စိတ်ထဲမှာလှုပ်နေတယ်လို့ထင်တယ်တရရိပ်ဖြစ်နေတယ်လို့ထင်တယ်တရွတ်ရွတ်ဖြစ်နေတယ်လို့ထင်တယ်တစစ်စစ်ဖြစ်နေတယ်လို့ထင်တယ်ဒါဒါယောဂီတွေမှာထင်နေတာပေါ့အဲ့ဒါလို့ထင်နေတဲ့အခါမှာ အမြတ်တနူးညံ့တဲ့ပြည့်ညတ်သဘာဝလေးတွေအဲ့ဒီထဲကိုပါနေတယ်ဆိုတော့ဒါသမာဓိအားကောင်းလို့အဝိနေဘောဂယုတ်တွေတချို့ပြောတယ်လေဟိုကာရကာအလင်းတန်းနဲ့ခွဲပြီးတော့မြင်လိုက်တာတော့ဘယ်လိုပဲမြင်မြင်ပေါ့ဗျာနောက်ဆုံးမြူမုံသေးသေးလေးအဆက်လေး spot လေးကိုပဲမြင်နေတာအဲ့ဒီမှာတဒန်အထဲ drag သဘောမျိုးပေါ့တဒန်သဘောလေးမြင်နေတယ်လို့ပါနေတယ်လို့ဆိုရင်ပဲပြည့်ညတ်ကမကင်းစင်သေးဘူးဆိုလိုတာကတဒန်နေနဲ့မြင်တန်တန်နာပြည့်ညတ်ပေါ့ဗျာဟိုပါပေါ့ အနက်အထက် drug အနေနဲ့မြင်ရင်သမှုဟာပညာခေါ်တာပေါ့တဏ္ဍာအနေနဲ့မြင်ရင်တဏ္ဍာနာပညာလို့ခေါ်တာပေါ့ဒီလိုမှမဟုတ်လို့ခုနအဟောင်းပြက်ပြီးအသက်ဆက်နေတာကိုတစ်ဆက်ထဲလို့မြင်ရင်တဏ္ဍတိပညာလို့ခေါ်တာပေါ့ပညာမကင်းစင်သေးဘူးပေါ့နော်ဒီအချိန်မှာအဲ့တော့ပရမတ်ထယုံဉာဏ်ဓမ္မတွေဟာအစဉ်အမြဲခဏတိုင်းခဏတိုင်းခဏတိုင်းမှာဖြစ်ချင်းပြက်ချင်းဖြစ်ချင်းပြက်ချင်းနဲ့သွားနေဆိုလိုတာကဖြစ်ပြီးစီကြာနဲ့ပြက်သွားတာပဲအဲ့တော့တဆန်ကြီးမြတ်တဏျာတဏျာကိုရွေ့သွားပြီးတော့ရှိနေတယ်ဆိုတာမျိုးမရှိဘူးပေါ့နော် အဲ့ဒါကိုဖြစ်ပျက်ကတိတ်မြန်လွန်းတဲ့အတွက်ယောဂီကဟိုအတိတံစီဉာဏ်ရှင်ပြီးတော့ဉာဏ်မပါသေးရင်သူကအဲ့ဒီလှုပ်နေတဲ့ရွနေတဲ့တစစ်စစ်ဖြစ်နေတယ်ဒီလိုပဲမြင်နေတာပေါ့ပညာရောဆွတ်ပြီးမြင်နေတာပေါ့။ကောင်းပြီဒါဖြင့်ကျွန်တော်ပြောမယ်။တမန္တနာဉာဏ်နဲ့အနုလောမဉာဏ်ထိဝိပဿနာဉာဏ်၁၀ပါးဟာဘာကိုအလေးကရုပြုပြီးသိနေတယ်လဲလို့ဆိုရင်ဖြစ်ပျက်ကိုပဲအာရုံပြု။တခြားဘာကိုမှမသိဘူး။ အဲ့ဒီအချိန်မှာသူတိနေတယ်တွေးမြင်ရတာကြီးလိုက်တယ်ကြီးလိုက်တယ်ဖြစ်ချင်းပြက်ချင်းပဲအဲ့ဒီတည်းမှာလဲရုပ်ဓမ္မတွေဖြစ်ပြက်နေတယ်နန္ဓမတွေဖြစ်ပြက်နေတယ်လို့လဲခုရှုတော်ခွက်ကြမသိဘူးတိနေတာကပါလဲမြင်လိုက်တိုင်းတိလိုက်တိုင်းဖြစ်ပြက်ကြီးပဲနောက်ဆုံးကျရင်ဆက်ပြီးကြည့်ရင်သူကအဖြစ်တောင်မတွေ့တော့ဘူးအပြက်ကြီးပဲမြင်သွားတယ်ပေါ့နော်ခုနပြောတဲ့နာမရူပပရိစ္ဆေဒဉာဏ်သူမိကုန်းထဲမှာပါတယ်နာမရူပပရိစ္ဆေဒဉာဏ်ဆိုတာဟာရုပ်နာကိုခွက်ကြသိပြီပေါ့နာနဲ့ရုပ်ကပရမတ်ဖြစ်နေတယ်ပေါ့နော်ပရမတ်ကိုမြင်တဲ့အချိန်မှာပြင်းချက်ကိုမမြင်ဘူးလို့ပြောတာပေါ့ပြင်းချက်မြင်တဲ့အချိန်ပရမတ်မမြင်ဘူးလို့ဆိုတော့ ဒါဖြစ်ရင်ရုပ်နာဝင်ပိုင်းခြားသိနေတဲ့ချိန်ဟာဟိုပါပေါ့ဝိပဿနာဉာဏ်တော်မဖြစ်သေးဘူးနမရူပပရိစ္ဆေဒဉာဏ်မှာပညာရှင်ပြီးတော့ဘလို့နားလည်ရမလဲဆိုအမှန်မစင်သေးဘူးနာယုတ်ရလို့ပိုင်းခြားတော့သိတယ်သိတဲ့ခါမှာဆိုလိုတာဗျာပရမတ္ထတယ်ကိုမြင်တယ်ဆိုပါဆိုစိတ်စေတသိက်ရုပ်နိဗ္ဗာန်ပရမတ္ထတရားလေးပါဖြစ်တယ်စိတ်ဆိုတာဒီနာမပညာအာယုံကိုသိခြင်းသဘောလက္ခဏာဟာဒါလင်ပရမတ်စေတသိက်ဆိုတာလည်းပညာပဲစိတ်ကိုမိကြွယ်ပြီးစိတ်ကိုချေလဲတဲ့သဘောတရားလေးကဒါလင် စစ်ဟိုပါပရမတ်ပေါ့ရုပ်ဆိုတာလည်းပြည့်ညတ်ပဲဖောက်ပြန်ပြစီမှုသဘောလက္ခဏာလေးရတာရင်ပြည့်ညတ်နိဗ္ဗာန်သည်ပြည့်ညတ်ပဲဒါပေမဲ့ဒုက္ခခတ်သိမ်းခြုံငင်းခြင်းသဘောလက္ခဏာတန်တိလက္ခဏာလေးသာရင်ပရမတ်အဲ့တော့အဲ့ဒီပရမတ်ကိုမြင်ဖို့အတွက်ခုနကပရမတ်ကိုမြင်ဖို့အတွက်ပြည့်ညတ်ဆိုတဲ့ဝိဇ္ဇမာနပြည့်ညတ်လို့ခေါ်တယ်ဝိဇ္ဇမာနဝိဇ္ဇမာနိနပြည့်ညတ်လို့ခေါ်တယ်ဒါပြည့်ညတ်ပိုင်းပါပေါ့နော်ဟိုတကယ်ပရမတ်ထသဘောရထင်ရှားရှိနေတဲ့ဟာကိုနာမည်တက်ပြီးခေါ်ရတာ မရှိတဲ့ဟာကိုနာမည်တက်ခေါ်တာမဟုတ်ယောက်ျားမိန်းမဆိုမရှိဘူးအဲဒါဆိုအဝိဇ္ဇမာနပညာတွေဖြစ်တာပေါ့ယုံနံဓမ္မဆိုတာပညာတော့ပညာပဲခေါ်ဝေါ်နေရတဲ့ပညာပဲဒါပေမဲ့ပထမထသဘောအရရှိနေတယ်အဲ့ဒီပညာမှမရှိရင်လည်းဘုရားတရားဟောလို့မရဘူးဒါကအာရဏဒါကသစ္စာဒါကဘာပေါ့နော်အဲအဲ့လိုတွေပေါ့ဒါပေမဲ့နာမရူပပရိစေတဉာဏ်မှာကျွန်တော်စာရည်သိမယ်တရားဟောမယ်တရားနာမယ်ဆိုရင်တော့နံယုတ်တရားမပါမဖြစ်ဟောဟောရတယ်ထဲ့ဟောရတယ်အဲ့ဒါကိုအားပြုပြီးတော့မှသာလေသူ့ရဲ့သဘောလက္ခဏာပရမတ်ကိုကြည့်ရတယ်ဒါကြောင့်ဒီနေရာမှာပြည့်ညက်ကိုလှုပ်လို့မရသေးဘူး နာမရူပပရိစေဓာညံမှာပြဉ္ညက်ကိုလွတ်လို့မရဘူးနံဆိုတဲ့သဘာဝတရားနမတိတိနာမအာယုံကိုကိုင်းတက်ရှက်တက်မြွတ်တက်တဲ့ဆိုရင်အဲ့ဒါလေးကိုထောက်ပြီးတော့သိနေရသည်တကယ်တမ်းစင်တာကတော့ပြဉ္ညက်စင်တာကတော့ဖြစ်ပျက်ကို မြင်မှသာနေပြဉ္ညက်စင်တယ်လို့ဒါလေးကိုဖြေချလို့ရနော်